ေးနေစိတ်ဝင်နေလို့ပြောလို့ရတယ်စိတ်ဝင်နေလို့ပြောလို့ရတယ်ဆိုတော့တော်တော်လေးတော့ဒါသတိရှိထားမယ်အနေထားတော့ရောက်တယ်ပသိမ်မော်လမ်းပေါ်ကိုတက်ကထိန်းချုပ်နိုင်မှန်းရှိသေးလားလို့မေးရင်တော့တော်တော်တော့စဉ်းစားရခက်တဲ့ကိစ္စတော့ဖြစ်လာတယ်ပေါ့နော်စဉ်းစားခက်တယ်လူစီများလုံးမင်းမကလာပါဘူးခုကြုံမျိုးမရတဲ့အတွက်အချက်လေးချိုးနားထောင်ကြည့်အောင်ပါဆက်ဆက်ပြီးပြောကြည့်ဆိုရင်ဒီပထမဆုံးပြောမယ်ဆိုတာဒီဟိုဘက်ကတစ်ဖက်ကတော့ A ဘက်ကတော့ဝါရဖြန်နဲ့တွေ့ရတယ် A ဘက်ကဝါရဖြန်နေတယ်အဲ့ဒါဘာလဲဆိုတော့ဒီအမြောက်တက်ပေါ့နော်အမြောက်တက်အမြောက်တက်3လေးလေးကိုအမြောက်တက်3လေးလေး ဒီငသားချောင်းကွာကားလမ်းပေါ်ကမြောက်တဲ့သုံးလေးလေးကိုသူတို့အေးတက်တွေဝင်တိုက်နေပြီလို့သူတို့ပြောတယ်။အေးတက်တွေဝင်တိုက်နေပါပြီလို့ပြောတယ်။ပြောတော့ကျွန်တော်လည်းဒီမြေပေါ်မှာပြန်ကြည့်ပါတယ်။ကြည့်တဲ့အခါကျတော့ငသားချောင်းကွာကားလမ်းပေါ်မှာနော်ငသားချောင်းကွာကားလမ်းပေါ်မှာဘယ်နှအထိရခိုင်နေရခိုင်အေးအေးတက်အေးတက်တွေအေးအေးအေးတွေဘယ်ဒီရောက်လဲလို့မင်းငသားချောင်းကွာကားလမ်းပေါ်မှာအပေါ်ပိုင်းတော်တော်များကိုရောက်နေပါပြီ။အာဘာခေါ်လဲဆိုတော့ဒီဒီဒီအမတာပေါ့အမတာ၃အမတာ၃လေးလေးအထိရောက်ပြီလားလို့မင်းနော်အမတာ၃လေးလေးအထိရောက်ပြီလားလို့မင်း ရှားကောင်းလဲရောက်နေတယ်ဒီဂုံးပေါ်နေနောက်ကွာကားလမ်းပေါ်တော့ဆင်းလာတာလည်းဖြစ်နိုင်သလိုဒီဘက်ကပတ်တိမ်မော်ရလမ်းဘက်ကနောက်ကျောင်းအိမ်ပြပတ်တက်တာလည်းဖြစ်နိုင်တယ်တီတာကုန်းမြင်လို့ဘာလို့ဖြတ်ပြီးတော့ပတ်တက်တာလည်းဖြစ်နိုင်တယ်ဗောနော်ဒီဘက်ကရှားရွာတည့်ပင်ကြီးစုလို့ဘာလို့အဲနောက်ကျောင်းကနေပြီးတော့နော်ဟိုရွာတကြီးလို့အဲလိုနောက်ကျောင်းဘက်ကနေပတ်ပြီးတော့ဝင်လာတာဗောနော်ဒါလည်းစဉ်းစားတဲ့အကောင်းတယ်တိုးတော့အမရတုံးလေးလေးကိုတိုက်နေပါပြီလို့ပြောရပြောတဲ့ခါမှာအေးတိုက်တာပါလို့ဆိုတော့ပြောတယ်ဒါပေမဲ့တုံးလေးလေးကိုတိုက်တယ်သူတို့ရမရတော့ကျွန်တော်မသိဘူးအမအမရတုံးလေးလေးရဲ့ပတ်ပတ်လေးကိုကျွန်တော်ပြောပြမယ် ကျွန်တော်တို့ကကျွန်တော်ကဒီဘက်ကြီးခဏခဏရောက်တယ်ဆိုသိတယ်ဒီအာမဒါ3လေးလေးဆိုတာအားလုံးသိရတယ်ကျွန်တော်တို့ Google မှာသွားကြည့်တော့ Google Map ကလည်းရှိတယ်တွေ့ပါတယ်အာမဒါ3လေးလေးဆိုတာ3လေးလေးဆိုခုနကဒီငါတို့ကကွာကားလမ်းမကြီးရေးဘေးမှာတက်ကကြည့်တယ်ပပလေးကြီးကဟိုလာပြီလို့ပြင်းပြောရင်တော့တောင်ကုန်းတောက်တဲ့မရှိဘူးဟိုအပေါ်စီကနေပြုတ်လို့ရတယ်ဘာမှမရှိဘူးပြန်ရင်မြေပြန်ရင်လို့ပြတယ်ဆိုတော့တက်ကတက်ကလာစောကြီးကျူတင်ပြင်ဆင်ထားမယ်ဆိုရင်ပပလေးမှာလာတိုက်လာမယ်ဒီဝိုင်းလာမယ်အုပ်စုကြီးအပေါ်စီကနေတက်ကနေပြီးတော့ပြစ်လို့ရတာကြီးပဲရှိတယ်အသာစီကိုပြစ်လို့ရတာကြီးပဲ ဒါပေမဲ့ဟိုဒါလည်းကျွန်တော်တို့ကဟိုမြင်မြင်မြင်ရတဲ့ပုံစံပြောတာပေါ့ကျွန်တော်မမြင်ရတဲ့ပုံစံလည်းရှိတာပေါ့အေရီကဘယ်လိုပုံစံတိုက်တယ်လဲပေါ့ဘယ်လိုတိုက်လဲဆိုဥမာအေရီက drone တွေကိုတုံးလာသလား drone တွေကောင်းကောင်းတုံးပြီးတော့ drone တွေနဲ့ပဲတိုက်ပွဲဝင်နေသလားအဲဒါကတော့ဒီအမဒတုံးလေးလေးတွေမှရှိတဲ့တက်ကိုအပေါ် drone တွေနဲ့တရက်ချပြီးတော့မြေပြင်ကနေပြီးတော့တဖြည်းဖြည်းဖြည်းတိုးလာနေရလားဒီလိုကျွန်တော်တို့မေးရမှဖြစ်တယ်ဆိုတော့ drone တုံးပြီးတိုးလာတာဖြစ်လာဖြစ်နေလားဆိုတော့ဖြစ်နိုင်ခြေရှိပါတယ် drone တုံးပြီးတိုးလာတာမျိုးတော့ဖြစ်နိုင်ခြေရှိတယ်ဒါပေမဲ့လည်းတကယ်တမ်းနယ်လာကလာတိုက်ကြဟိဆိုရင်တော့ ီအမရတော်လေးလေးကိုရဖို့လွယ်တော့မလွယ်ဘူးသို့တော့တက်ကပြင်ဆင်မှုပေါ့ရောက်ရင်တော့ပါသွားနိုင်ချေရှိတယ်။ဒါဒီဒီနေရာမှာဘာတွေ့ရမလဲဆိုတော့လူညွှန်းတက်ဖို့တက်မတော်အနေနဲ့ဒီဘလို့စဉ်းစားမလဲပေါ့သူဘလို့စဉ်းစားမလဲဒီအမရတော်လေးလေးကိုလက်လွတ်မလားမလွတ်ဘူးလားပေါ့နော်ဆိုတော့ဒါကိုစဉ်းစားရပြန်တာဆိုတော့အမရတော်လေးလေးကိုတိုက်နေတဲ့အချိန်မှာဒီဘက်မှာတီရာကုန်းမြန်သိမ့်မွေးတော့အမရတော်လေးလေးနဲ့တီရာကုန်းမြန်ဆိုတော့ကပွင့်လင်းပြောရတော့ဟိုကားမောင်းသွားရင်ကျွန်တော်ပြောရင်ကားမောင်းသွားရင်7မိနစ်ဆိုရင်ရောက်ပြီလို့ပြောလို့ရ7မိနစ်တော့မှရောက်ပြီ ပြောလို့တရားကုန်မြင်တရားကုန်မြင်ဆိုတာကလည်းတဆောတရားကုန်မြင်ရင်နာလမ်းရင်နာလမ်းဆုံးတရားကုန်မြင်နေရအပိုင်းနေရတိ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 ရကုန်မြင်က sorry တရားကုန်မြင်သူ့ရဲ့နောက်ကျောမှာရှိတယ်။တရားကုန်မြင်သူ့ရဲ့နောက်ကျောမှာရှိတယ်။တရားကုန်မြင်7မိနစ်ဆိုရောက်တယ်။တခါပသိမ်မွန်လမ်းကိုထွက်မယ်ဆိုလည်းတရားကုန်မြင်ထွက်လို့လွယ်တဲ့နေရာမှာရှိတယ်။ပသိမ်မွန်လမ်းပေါ်ထွက်မယ်ဆိုရင်တခါဒီဘက်ကရင်နာပေါ့နော်ရင်နာလမ်းဆုံးဆိုတာရှိတယ်။အဲ့ဒါပသိမ်မွန်လမ်းနဲ့မကြမ်းပွားကလမ်းအဆုံးပေါ့နော်အဲ့ဒီနေရာမှာရှိတရားကုန်မြင်အဲ့တော့ဒီဘက်ကိုတည်တာမယ်ဆိုတရားကုန်မြင်ရမယ်။တရားကုန်မြင်ကိုတော့ တာကရောက်မလားဆိုတော့တိရဂုံမြင့်ဒီအေးဆင်းလာနိုင်မလားဆိုတော့တော်တော်စမ်းသချင်မယ်ဆိုတော့တိရဂုံမြင့်ရရောက်ရောက်မှငါတန်းချောင်းဆိုတော့ရောက်ဖို့ကိုအဝေးမောင်းအောင်တိရဂုံမြင့်ငါတန်းချောင်းအတန်းဆုံး15မိနစ်လောက်မောင်းအောင်ဆိုတော့ပြောရင်တော့ငါတန်းချောင်းထိရောက်ဖို့တော့ခက်သေးတယ်လူသေးတယ်ဝေးသေးတယ်ပေါ့နော်တိုးတော့ခုနအမတ်တာ3လေးလေးကိုရမယ်ဆိုရင်တော့တိရဂုံမြင့်ကိုရသွားရင်တိရဂုံမြင့်ကိုတိရဂုံမြင့်နောက်တစ်ခုကဒီဘက်ကဟိုပါပေါ့နော်ဒီဗာလဲရေနသာလန်းစုံလို့ဘာလို့တော့သူထိနေကောင်သဘောရှိတယ်တီရာကုံမြင့်နေရလဲပြဿနာကတီရာကုံမြင့်နေမှာလဲပြဿနာကအေအေတွေစိတ်ဝင်သလားမင်းပြောလို့မရနိုင်ဖြစ်တယ်အခုခင်ချင်း အဓိကပသိမ်မော်ရလမ်းကြောကြီးကိုတက်ကထိမ့်မထားနိုင်ခြင်းပြဿနာပသိမ်မော်ရလမ်းကြောကြီးကိုတက်ကမထိမ့်နိုင်ဘူးပေါ့နော်ပသိမ်မော်ရလမ်းကြောကြီးမှာဟိုရက်အေတက်တွေကအေတက်တွေပေါ့အေလိုစိတ်စိတ်တွေတက်တွေကတရားကုန်မြုံမှာလမ်းပေါ့အဲပသိမ်မော်ရလမ်းပေါ့တော့ချက်သွားလာတယ်ဒီတခါတည်းပေါ်ပေါ်လာတယ်ရှိတယ်သိရတယ်အဲဒီတရားဒီမောပသိမ်မော်ရဝိပြလမ်းကြီးရဲ့ဘေးဘက်ဘက်လေးမှာရှိတဲ့ရွာတချို့ဆိုလို့ရှိရင်အေတွေဝင်သွားပြီလို့ကျွန်တော်တို့ကြမ်းမြင်ကြားတယ်ရွာဆိုဆိုအေဝင်သွားပြီပေါ့နော်အဲ့လိုကြားပါတယ်ဆိုတော့ပြောရရင်တော့ဘေရွာလေးလေးလို့မြင်ရင်တော့ကျွန်တော်တို့ဘေနာကိုပြောရင်ကောင်းမလဲဆိုတော့ဒီဘက်မှာဆိုရင်အဲ ်တွေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ချင်းကုန်းကြီးရွာရဲ့ဒီဘက်ဆန့်ကျင်ဘက်မြင်းဟိုရခိုင်ရုံးမှာအဆက်ဘက်ချမ်းနေနော်အဲ့ဘက်ချမ်းနေမှာရှိရောက်နေပြီလို့ကြားတယ်ပြီးတော့ဒီမှာသူ့ရဲ့ဟွာရဲ့ရဆိုတော့မြေပုံညော့ရဲ့ရဆိုတော့ပသိမ်မွန်လမ်းကြီးရဲ့တစ်ဖက်တစ်ချက်တော်တော်များနေရာထူပါအေးစိတ်ဝင်နေလို့ပြောလို့ရတယ်စိတ်ဝင်နေလို့ပြောလို့ရတယ်ဆိုတော့တော်တော်လေးရောဒါသတိရှိထားမယ်အနေထားတော့ရောက်တယ်ပသိမ်မွန်လမ်းပေါ်ကိုတက်ကထိန်းချုပ်နိုင်မှန်းရှိသေးလားလို့မေးနေတော့တော်တော်တော့စင်စားရခက်တဲ့ကိစ္စတော့ဖြစ်လာတယ်ဗောနော်စင်စားခက်တဲ့ကိစ္စဖြစ်လာတယ်ဆိုတော့ ဟိုအခုတက်မတော်နေကကြုံပြောဘက်ကနေပြီးတော့လက်နေကြီးနဲ့လှမ်းပြီးတော့ဟိုထုဖို့ဆိုပြီးတော့ကြုံပြောမှာလဲကြုံပြောမှာရှိတဲ့ဟိုတက်ကလည်းလက်နေကြီးတွေတာဝဲပြည်တွေကြုံပြောတက်တွေဆင်နေလို့ကြားပါတယ်ကြုံပြောကတာဝဲပြည်တွေဆင်ပြီးတော့ဒီဒီဘက်ကအကယ်၍များပေါ့နော်အကယ်၍အကယ်၍မှာဒီအာမတာ၃လေးလေးလက်လောက်ရမယ်ဆိုရင်တော့မတိုက်တိုက်ဖို့ခက်သွားပြီဆိုရင်သူလက်နေကြီးနဲ့လှမ်းထုမလားသတိပြုဒီလာကုန်မျိုးပဲအချမ်းကိုထူမှာလားသတိပြုဒါတွေကကျွန်တော်တို့မေးရမယ်မေးခွန်းနေဖြစ်လာတယ်ပေါ့နော်ဖြစ်လာတယ်ဆိုတော့ သူတို့လည်းကျတော့ပြင်နေတဲ့သဘောတော့ရှိတယ်တက်ကလည်းကတာပြင်နာပြင်နာပဲဟိုပြဿနာပြင်နာပြင်နာပဲဟိုတစ်ဖက်ကလည်းအင်းအားနဲ့ဝင်တိုးနေတာရှိတွေ့ရတယ်နော်ဟိုဒီဘက်မှာစံကုန်းလို့ဝက်ကုန်းလို့စသဖြင့်ပေါ့နော်အဲ့ဒီနေရာတွေကလုံးဒါအေရီယာဝင်သွားပြီလို့ကျွန်တော်တို့အကြမ်းင်းသိရတယ်ဒီဘက်မှာဒီဘက်ကကြွားလေးဆိုရင်အမ်ဒီဘက်ကဘာကကြွားလေးတိတိလေးရှိပြကျွန်တော်လည်းအဲ့ဒီကြွားလေးကိုတချို့ကြွားလေးတွေကတခြားမှတ်ခဲ့တယ်အဲ့ရွာတိလေးတွေရှိအဲ့ရွာတွေကတော့တော်များလို့လေအေရီယာဝင်နေပြီပစ္စည်းလေးတွေရွာပစ္စည်းလေးတွေဒီကလိုက်ဝင်လာလို့ကြားပါတယ်ရွာကဖရဲကုန်းလို့နော် ပိနေကွင်းတောင်စင်းအစားရှိတဲ့ဘက်ချမ်းတွေပေါ့နော်ဒီဘက်ချမ်းတွေဒီဘက်မှာတက်ကတော့ဒီဘက်နားမှာတက်ကတော့တနေရာမှာတော့ဟိုပသိမ်မောလမ်းနေရာမှာတချို့ကတော့ဟိုရှိနေတယ်တက်ကတော့သို့တော့ပသိမ်မောလမ်းရဲ့တချို့နေရာတွေမှာအေးအေးလေးရှိပြီးတချို့နေရာတွေမှာတက်ကရှိနေတယ်အဲ့လိုဖြစ်နေတာတော့တွေ့ရတယ်ဆိုတော့နည်းနည်းတော့ဟိုဒီပသိမ်မောလမ်းရဲ့လုံခြုံရေးဘက်ကတော့တော်တော် သတိကြီးထားမယ်ထင်တယ်တောက်နေနေရာဘာကြောင့်အေရာဝီတိုင်းဘက်က အဲ့ဒီဒီပသိမ်မော်ရလမ်းပေါ့နော်အရာကြီးနဲ့ဒီဟိုမကွေးမကွေးဘကူမကွေးဘာအဲ့ဘချမ်းတစ်ကျောလုံးမှရှိတယ်ပသိမ်မော်ရလမ်းကြီးကိုဘာဖြစ်လို့တက်ကမထိန်းသေးလဲမထိန်းကြောင်းနိုင်လဲဆိုတော့ကျွန်တော်တော်တော်စဉ်းစားခဲ့တယ်သူတို့ဘာလုပ်ထားချင်တာလဲမသိဘူးနောက်တစ်ခုက AA ဘက်ကလည်းတိုက်ပွဲဆင်တဲ့အခါမှာသူတို့ကပြောရင်တော့တကယ်ဆင်တာကတိုက်ပွဲမှာလာတိုက်ဖို့ရှေ့ကိုတိုးလာတဲ့လူအင်အားကရဲ့အဲ80%လောက်က PDF တွေပြောရင်တော့အဲ့ဒီ AA ဝဒီတို့ဘကူတို့မကွေးတို့ဘက်က PDF ဗမာ PDF တွေအဲ့ PDF တွေအဲ့ဒီအပေါ်မှာ30%လောက်တော့မရှိတော့ အေရီယာစီမံကုတ်ခဲ့တာတိုက်ပွဲရတိုက်ပွဲတိုက်လို့သူတို့နေရာတစ်ခုကိုသိမ်းနိုင်ပြီဆိုရင်အေရီသိမ်းနေလို့သူတို့ကြီးတယ်ဒါပေမဲ့ဗမာ PDF တွေကကြာတော့နာမည်တက်ခွင့်တော့မရှိဘူးအခုအဲ့ဖြစ်နေခင်ချင်းအဲ့မှာဖြစ်နေတဲ့ဟိုရွာလေးတစ်ရွာကိုစိတ်ဝင်လာတယ်ပြီးရင်အဲ့တက်ကအဲ့အဲ့ဒီလက်နက်ကိုင်ဖွဲ့နာမည်ကိုဘယ်လိုပေးလိုက်ရတာအေရီပဲလုံးဝပါမသုံးတော်တော်ဘယ်လိုခေါ်လဲဗမာ PDF တွေကိုမသုံးနာမည်ပေးမသုံးဆိုတော့ဗမာ PDF တွေကအေရီရဲ့အောက်မှာတွားပြီးတိုက်နေရမှာဖြစ်တယ်ဆိုတော့ကြာလာရင်ဒီအရာဝတိုင်းတွေတချို့မြို့ရွာတွေကရှင်မြို့ရွာတွေကအေရီသိမ့်ပတ်ပြီးတော့အေရီရွာတွေအေရီမြို့တွေလို့ဖြစ်သွားနိုင်တယ်အဲ့ဒါကို ဟိုပမာ PDF တွေကနားမလည်ကြဘူးစတက်ကတော့သူ့လိုကိုသူကတော့ဟိုလှုပ်တော့လှုပ်တယ်သို့တော့ပြဿနာကဟိုသူတို့လည်းကြည့်ရတာဟိုပြက်ပြက်ပြက်ကျေရောတဲ့ခါကျတော့အကုန်လိုက်ရခက်နေသလားတော့ကျွန်တော်သိဘူးသို့တော့တေချာတာကတော့ဒီလိုမျိုးပဋိမောဟလည်းမထိန်းချောင်းနိုင်ခြင်းအားဖြင့်ဟိုနောက်ဆက်တွဲရပါလိမ့်ဆက်ပြမယ်ဆိုတော့ပဋိမောဟလည်းဒီဘက်ကိုကြော်လိုက်ရင်ဒီမြန်တော်ကိုရောက်လာတယ်။အရာဝိတိုင်းတွေကတော်တော်လေးသတိကြီးထားမယ်ကိစ္စကြီးဖြစ်လာနိုင်တယ်။နော်။ဆိုတော့အရာဝိတိုင်းတွေကိုစစ်မီဒီယာဆက်ပြီးကူးလာနိုင်တယ်။အဲ့တော့ဘာပဲပြောတတ်မလို့နေတဲ့ကတော့အရာဝိတိုင်းဟာ တကယ်ကိုအထီးခံလို့မရတဲ့တိုင်းဆိုတာကိုလည်းတမတော်နေသိပြီးသားဖြစ်လိမ့်မယ်။သူဘလို့ထိန်းချောင်းလဲဆိုတော့ကျွန်တော်စောင့်ကြည့်တာပေါ့နော်။ဆိုတော့ပသိမ်မော်လမ်းကြီးထိန်းချုပ်ဖို့တမတော်နေလိုနေပြီ။နောက်တစ်ခုကဒီအနီးအနီးစားဆုံးဖြစ်တဲ့အားကောင်းဆုံးဖြစ်တဲ့အမတာပုံလေးလေးလိုဟာမျိုးထိန်းနိုင်မှုလိုပြီလို့ကျွန်တော်မြင်တယ်။အဲ့ဒါကိုထိန်းနိုင်ပြီဆိုရင်တော့ဘာပြီးရောဘာပြီးရောဟိုဟာအေရီနဲ့တော့နောက်ပြန်ဆုတ်သွားပါလိမ့်မယ်နော်။အဓိကအေရီကပသိမ်မော်ကငသားကြောင့်ခွာကားလာမှသူမြရရပင်ဘာလို့ထိအောင်ရောက်နေပြီပေါ့နော်။မြရရပင်တော့ရောက်နေပြီဆိုတော့မြရရပင်ဆိုတာကဒီဘက်ကိုဆင်းလာရင်တိတ်မွေးတော့မြရရပင်ဆင်းလာရင်တိတ်မွေးတော့နေရာရှိလာတယ် ဆိုတော့ငှက်ရပြီကြော်လာပြီပြီးတော့နောက်ကျောင်းကနေပြန်ပတ်ပြီးတော့သွားတယ်ဆိုတော့ကြောက်တလုံးတောင်လို့ပါတော့အဲ့ဘက်ကြီးရောက်နေပြီးတော့အဲဒီဘက်ကနောက်ကရွာတစ်ကြီးတော့ဘက်ကနေနောက်ကနေဒီလာကုန်းပြင်းလို့အဲ့ဘက်ချမ်းကနေပြန်ပတ်ပြီးလို့လှည့်ဝင်မယ်ဆိုတော့သူတို့ဝင်လို့ရတဲ့ဘူးရှိနေတော့တွေ့ရလာပြင်းဖြစ်နေတယ်နော်ဆိုတော့ခုလိုပြောတော့ပြတဲ့တော့တုံ့ပြန်မှုကလည်းဖြစ်နေကြပါတယ်